်မင်္ဂလာပါဒီကနေ့ကျွန်တော်ရဲ့ပူဇော်ရချန်နယ်ကပရိသတ်တွေကို မျှဝေပေးခြင်းနဲ့ဘာသာရေးဆိုင်ရာဗဟုသုတခေါင်းစဉ်ကတော့ခန္ဓာဖျားနဲ့ဉာဏ်ဖျားဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ကြရအောင်ခင်ဗျာဖျားဖျားလို့ပြောနေကြပါတယ်တဲ့ အဲ့ဒီဖះဆိုတာတပ်ပိညူတာညံတော်ကိုပြောတာလားညံတော်ရဲ့တရားခန္ဓာတော်ကိုပြောတာလားတဲ့ဟာကိုရောရဲ့ပြဿနာကရှေ့ကဖြစ်ပြီးသားပြဿနာကြီးပဲပြဿနာဟောင်းကိုရေနူးဖို့မလိုဘူးထင်ပါရဲ့ကောကွယ်မှန်ပါဖះသာသနာတော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကာလကစတင်လာတာဖြစ်လို့သာသနာတော်ရဲ့ပြဿနာမှန်ရင်ပြဿနာအသေးရဲ့လို့ရှိမှာမဟုတ်ပါဘူးဖះ ပြဿနာအဟောင်းတွေကြီးပဲဖြစ်နေမှာပါ။ဒါပေမဲ့အဟောင်းကအစ်တဖြစ်အစ်တကအဟောင်းဖြစ်ဆိုတာလို့ရှေ့ကအဟောင်းတွေရာလေအခုပြန်ပြီးတော့အစ်တလို့အငင်းကုန်ဖြစ်နေကြတယ်ဖေ။ဒါကြောင့်ရှေ့ဟောင်းပြဿနာကိုလေခက်လူငယ်တွေနားရှင်းသွားအောင်ထပ်ပြီးတော့ရှင်းပြစေခြင်းမသေးတယ်ဖေ။1988ခုနှစ်ကတပည့်တော်ရဲ့ရေးပန်တအူးဖြစ်တဲ့ပဋိဉ္ကြီးရှင်အရိယာဝန္တာက တပ်ပညုဒညံတော်အမည်နဲ့စာအုပ်ထုတ်ထုတ်ဝေခဲ့ဘူးပါတယ်။သူ့စာအုပ်ထဲမှာညံတော်ဖရာခန္ဓာတော်ဖရာနဲ့ဆက်တဲ့ဇာတ်ရည်များကိုစာမျက်နှာ96ကနေ108ထိရေးသားထားပါတယ်။ပကိန်ကဝိသေသနာကျမ်းပထမရက်49နဲ့229တို့မှာလည်းလုံးတော်ဆရာတော်ဖရာကြီးဖြေကြားတော်မူထားတယ်ဖရာ။တတုလဝိသောတဏီကျမ်းဆိုတာဟာလည်းညံတော်ဖရာခန္ဓာတော်ဖရာနဲ့ဆက်ပြီးတော့ရေးသားဖွင့်ဆိုထားတဲ့စာအုပ်ပါပဲဖရာ။ ကျမ်းလာစကားအကျေကိုတော့အဲ့ဒီစာအုပ်စာတန်းတွေမှာကြည့်ရပါမယ်။ဒီတော့အရက်စကားနဲ့ပဲအဖြစ်ပေးကြပါစို့။တပည့်တော်လည်းအရက်စကားအဖြစ်ကိုပဲနားကျင်ပါရဲ့ဖေဟာ။အေးနားကျင်ရင်ဖယားရှင်ရဲ့ခန္ဓာတော်ကိုဥစွာစစ်ဆေးကြည့်ကြစို့။ဖယားရှင်ရဲ့ခန္ဓာတော်နဲ့ဗဂရိလူသားတို့ရဲ့ခန္ဓာကိုယ်ဟာဘာချားနာတယ်လဲ။အရှင်မယားသဘောကျတယ်လို့ဖြေပေးစေချင်ပါရဲ့။ဖယားရှင်လည်းခန္ဓာ၅ပါး ပဂရိလူသားတွေလည်းခန္ဓာ၅ပါးပဲမို့မချားနာဘူးလို့ဖြေရမှာပဲဖေ။ဟုတ်တာပေါ့ကွယ်ဘုရားရှင်လည်းလူသားဇတ်တူမှုသဘင်အမွေလက်တဲ့အခြေသေးစားရဲ32ပါသောအဆူအဝေးပဲပဂရိလူသားဆိုရာဟာလည်း32ပါသောကောရာတာအဆူအဝေးကြီးမှုဘုရားရှင်ခန္ဓာနဲ့ပဂရိလူသားခန္ဓာဟာအတူတူပဲပေါ့ဒီလိုခန္ဓာချင်းတူပါလည်းဘုရားရှင်ရဲ့လို့ထူးခြားသွားရခြင်းလား ဘာကြောင့်လို့ထင်တယ်လဲကွယ်ဘုရားရှင်ရဲ့လူထူးခြားသွားရခြင်းကတော့တပိညုတညံတော်တည်နေတော်မူတဲ့အတွက်ကြောင့်ပါပဲဘုရားဟုတ်တယ်တပိညုတညံတော်ကိုရမှဘုရားရှင်ကဗုဒ္ဓလို့ဝန်ခံတော်မူတာပဲကွယ်တပိညုတညံတော်ကိုမရမီကဗုဒ္ဓမဟုတ်သေးဘူးဒီစကားရက်ကိုထောင်းချင်ကြည့်ရင်ဗုဒ္ဓဘုရားဆိုတာတပိညုတညံတော်ပေါ်မှာတည်နေပါတယ်ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တပိညုတညံတော်ကိုသာရမယ်ဆိုရင် ဗုဒ္ဓဘုရားလို့ခေါ်ရမှာပဲဟုတ်တယ်မလားကွယ်ဟုတ်ပါတယ်ဘုရားအဒီလိုဆိုတော့ခန္ဓာတော်ဟာဗုဒ္ဓဘုရားမဟုတ်ဘူးညာတော်ဒီသာဗုဒ္ဓဘုရားလို့ဆိုနေတဲ့နာပေါ့ကွယ်ဒါကြောင့်ပကိင်းကဝိသေသနာကျမ်းပထမတွေ49မှာတပိညုဒညာတော်ဒီသာတည်ခြင်းကိစ္စဘုဇနာတတ္တိကိုပြည့်စည်တတ်သောကြောင့်မௌချာဘုရားမှတ်ရဤလိုအဖြစ်ပေးထားတယ်သို့တော်လေတပိညုဒညာတော်ဟာတိကြားတည်နေတာမဟုတ်ပါဘူး ခန္ဓာတော်ကိုမှီပြီးတော့တည်နေတာပါမှီပြီးတည်နေတာကတဲ့ကော်ဖြင့်ကတ်ထားသလိုတည်နေတဲ့ဩဘာတိလေတိကတည်နေတာမျိုးမဟုတ်ပါဘူးနဲ့အရာမြတ်ဖြစ်၍တည်တယ်ဝေဒဤကတည်နေတာမျိုးလည်းမဟုတ်ပါဘူးသုံးအနိကတည်နေတဲ့တာမီပိယာတည်နေတာမျိုးလည်းမဟုတ်ပါဘူးလေးခန္ဓာတော်အလုံးမှုန်းထုံပြီးတည်နေတဲ့ဗျာပိကတည်နေတာမျိုးဖြစ်ပါတယ်ဒီနေရာမှာသောရကဝင်စရာရှိနေလို့ နည်းနည်းစကားစပြောလိုက်ပါဦးမယ်။ဓမ္မညူတာဉာဏ်တော်ဆိုတာအဘိဓမ္မနိယတော်အာမောဟာလို့ခေါ်တဲ့ပညာစေတသိက်ပါပဲ။ဒီပညာစေတသိက်ကဘယ်မှာတည်နေတယ်လဲဆိုတော့မဟာကရိယာဉာဏတမ်းမြုပ်စိတ်မှာတည်နေပါရဲ့။မဟာကရိယာဉာဏတမ်းမြုပ်စိတ်ကဘယ်မှာတည်နေတယ်လဲဆိုတော့နှလုံးသားမှာတည်နေပါရဲ့။နှလုံးသားကဘယ်မှာတည်နေတယ်လဲဆိုတော့ခန္ဓာကိုယ်မှာတည်နေပါရဲ့။ဒီလိုအစင်းအစင်းတည်နေတာကိုထောက်ပြီးတော့တပ္ပိညုတဉာဏ်တော်ဟာ ခန္ဓာတော်အလုံးမှုန်းထုံပြီးတော့တည်နေတယ်လို့ဆိုရတာဖြစ်ပါရဲ့လောကဥပမာအားဖြင့်အမွှေးထုံကို အလိုရှိတဲ့သူဟာအမွှေးထုံတို့ရဲ့တရားနဲ့သာသားကိုစောင့်ယူကြတယ်တကယ်လိုချင်တာကအသားမဟုတ်ဘူးအဲ့ဒီအသားမှာတည်နေတဲ့အမွှေးထုံပဲဒါပေမဲ့အမွှေးထုံကိုတီးခြားထုတ်ယူလို့တော့မရဘူးဒီတော့အမွှေးထုံအလိုရှိတဲ့သူဟာအမွှေးထုံတို့ရဲ့တရားနဲ့သာသားကိုစောင့်ယူကြရတာပေါ့ဒီသဘောအတိုင်းပါပဲ ဒါပေညူတာညံတော်ဟာမဟုတ်ချအဖြစ်ဖရာလို့ဆိုလို့ရတော်လေညံတော်ကိုကြီးတီးတန့်ထုတ်ယူလို့မရပါဘူး။ဒါကြောင့်ညံတော်ရဲ့တရားခန္ဓာတော်ကိုပါဖရာအဖြစ်ကောက်ယူရပါတယ်။ဒီစကားရကိုလေဒီဆရာတော်ဖရာကြီးရဲ့သာသနာဝီတော်တန်ကြီးကျမ်းကဘယ်လိုဖွင့်ပြထားတယ်လဲဆိုတော့ဘုဒ္ဓဖရာဟူရနိုင်ဘုရားတတ်နဲ့တပစ္စည်းဆက်၍ဘုဒ္ဓဟုဖြစ်လာသည်။ဘုရားတတ်မှာတပ္ပညူတာညံတော်ကိုကောက်ရတယ်။ တပည့်စီမှာခန္ဓာတော်နဲ့တကွတရံတော်ပြည့်ညတ်ကိုကောက်ရတယ်။တရမှာဘုရားနဲ့တပေါင်းပြီးမှဗုဒ္ဓဖြစ်လာတယ်။အနတ်မှာလည်းတပည့်ညုဒညံတော်နဲ့ခန္ဓာတော်ဒရတ်နှစ်ပါးဆက်မှာဖျားဖြစ်လေသည်လို့ပြဆိုထားတယ်ကွယ်။ဒါကြောင့်ဖျားဆိုတာဗုဒ္ဓတပည့်ညုဒညံနဲ့ဂါထာမြတ်ကိုသာထောက်ပြီးတော့တပည့်ညုဒညံတော်ဒီသာဖျားဖြစ်တယ်။ခန္ဓာတော်ဟာဖျားမဟုတ်ဘူးလို့မဆိုကောင်းပါဘူး။ ဒီလိုဆိုခဲ့ရင်ဖယားရှင်ရဲ့ခန္ဓာတော်ကိုသွေးစိမ့်ကြီးအောင်ပြုတဲ့ဒေဝရတ်ဟာအနန္တရိယကံကြီးထိုက်ဖို့မရှိပါဘူးဖယားရှင်ရဲ့ခန္ဓာတော်ဓာတ်တော်ဝေတော်ဇေရီတော်တွေပူဇော်တာကလည်းအကျိုးမရှိပါဘူးဖယားရှင်ရဲ့ဆန်တော်နဲ့မြင်းမီနဲ့ဘာထုလို့လဲလို့အဆူမားသွားပါလိမ့်မယ်အမှန်ကတော့ညံတော်လည်းဖယားပါပဲခန္ဓာတော်လည်းဖယားပါပဲခန္ဓာနဲ့ညံတော်နှစ်ပါးဆက်နေတာကလည်းဖယားပါပဲ ဘုရားရှင်ခွင့်ပြုတော်မူထားတဲ့ဓာတုစီတီဓမ္မစီတီဩဋိတစီတီပရိဘောဂစီတီတို့များဟာလည်းဘုရားပါပဲမိမိတို့စိတ်ကဘုရားပဲလို့ယုံကြည်ပူဇော်ခဲ့မယ်ဆိုရင်ကောင်းချုပ်ကိုရတာပါပဲပြန်မရင်လည်းစိုးချိုးကရှိတာပါပဲဒီအကြောင်းကိုဝိမာနာဝိတုပါဠိတော်မှာတိဋ္ဌံနေနေဘုတေစာပြီးတမေစိတ်တွေတမေဖလံစေတော့ပဏိတိဟေတုဟိတတ္တာကိစ္ဆန္တိတုကရိန်လို့ပြထားတယ်ကွယ် အဲ့ဒီကာရတော်ရဲ့အနက်ဒိဗေကဘယ်လိုလဲလေဖေဟာအနက်ကတော့ဒီလိုကွယ်တိဋ္ဌန်နေစတတ်တော်ထင်ရှားမြတ်စွာဘုရားကို၎င်းနေဘူးဒီစပရိနိဗ္ဗာန်ဝင်ဆံကြွားသွားမြတ်စွာဘုရား၏၄ပါးသောစီရီတော်၌တော်၎င်းစိတ်တည်ကြည်ညိုသောစိတ်သည်တမေတူမြခဲ့လျင်တမန်ပလန်အကျိုးချင်းနဲ့တူမြလေကတ္တမအဘဲကြောင့်ဒီဟူမူကတတ္တာတတ္တဝါတို့သည်စေတောပဏိတိဟေတုစိတ်ထားကောင်းသောကြောင့် သူကရင်သူကရီဘဝတို့ဂစ္ဆန်တိလာကြလေကုန်ဤတဲ့အရိဘယ်ကတော့တတ္တဝါရီဘာကြောင့်သူကရီဘဝရောက်တာလဲဆိုရင်စိတ်ထားကောင်းလို့ရောက်တာရဲ့ကွယ်ထို့အတူတတ္တဝါရီဘာကြောင့်ဒုက္ခရီဘဝကိုရောက်တာလဲလို့မေးရင်တော့အဖြေကတော့စိတ်ထားမကောင်းတဲ့အတွက်အကြောင်းပဲလို့ဖြေရမှာပါပဲဒါကြောင့်တတ္တဝါတရားကိုကောင်းရာရောက်ခြင်းမကောင်းရာရောက်ခြင်းတွေဟာဘယ်သူကမှဆွဲပို့လို့မဟုတ်ပါဘူးစိတ်တင်တာနိယတိလောကောဆိုတဲ့အတိုင်း ကိုယ်စိတ်ကဆွဲပို့လို့ရောက်တာပဲလို့မှတ်ရပါမယ်တဲ့အခုကိစ္စမှာလေဖျားရှင်ရဲ့ခန္ဓာတော်နဲ့ခန္ဓာတော်ရဲ့အစိတ်ပိုင်းဖြစ်တဲ့ဓာတ်တော်မွေတော်ဇေဒီတော်ရုပ်ဘွားတော်များပေါ်မှာဖျားရှင်နဲ့ထပ်တူအာယုံယူနိုင်မယ်ဆိုရင်ယူနိုင်တဲ့လောက်ကုသိုလ်တရားဒိုးပွားနိုင်ပါတယ်ဒီခန္ဓာတော်ဇေဒီတော်ရုပ်ဘွားတော်ဓာတ်တော်မွေတော်စံတော်အန်တော်ရတဲ့မှာတပ်ပင်ညူတာဉာဏ်တော်မရှိပါဘူးတပ်ပင်ညူတာဉာဏ်တော်မရှိလို့ဖျားမဟုတ်ဘူးသာသနာတော်ရဲ့အမိုက်တရိုက်တွေသာဖြစ်တယ် ဒါကြောင့်ဒါတွေကိုမကိုးဝယ်နိုင်ဘူးမပူဇော်နိုင်ဘူးဆိုရင်လေသူ့ရဲ့စိတ်ဓာတ်အတိုင်းခန္ဓာတော်ဇေဒီတော်ရုပ်ပွားတော်တွေကိုအမိပြုတ်ပြီးတော့သူ့တန်တမှာကုသိုလ်တရားမတိုးွားတော့တာပေါ့ဒီကတဆင့်တက်ပြီးတော့ဖြည့်ဆည်းပြစ်မယ်ဆိုရင်လေစိတ်သာချသူ့မှာအနရိယကံကြီးလောက်ကြီးမားတဲ့အကုသိုလ်ကံကြီးဖြစ်ပြီးတော့မတည်မီဘဝမှာပဲအတရေပြက်ချင်းစီးစိမ်ပြက်ချင်းကျမ်းမာရေးပြက်ရင်းချင်းစရဲဘေးဒဏ်တွေကိုထိပြီးတော့ ်ဒေးဗီးရဲ့နောက်မှာလည်းဒီဝရတ်တို့လိုအဝိဇ္ဇငရဲကိုရောက်တတ်တယ်ကွ။ဒါကြောင့်ညံဖျားခံတော်ဖျားရဲလို့ညံကြီးရှင်လှုပ်ပြီးတော့ခွဲဝင်မနေချင်ပါနဲ့ဖျားရှင်လက်ထက်ကစပြီးတော့ကိုယ်ွယ်လာယူအတိုင်းညံတော်ကိုရောခံတော်ကိုရောညံနေခံတော်နှစ်ပါးဆက်နေတဲ့တတ်တော်ထင်ရှားဖျားရှင်ကိုရောဖျားရှင်ကိုတော်စားဓာတ်တော်ဝေတော်ရှုပ်ပွားတော်ဇေဒီတော်များကိုရောဖျားရှင်အစ်စ်နေမချသရတရားထားပြီးတော့ ကိုးကွယ်နိုင်ခြင်းပူဇော်နိုင်ခြင်းဟာအကောင်းဆုံးပဲလို့အပြည့်ပေးလိုက်ခြင်းပါတယ်ကွယ်ဆရာတော်ရဲ့အပြည့်ကိုတပည့်တော်သဘောတော်ကြပါတယ်ဒါပေမဲ့ဖြစ်ဆွတ်ဖို့အနေငယ်လိုသေးတယ်လို့ထင်ပါတယ်ဗျာဘာများလိုတယ်လို့ထင်တယ်လဲကွယ်ပြောပါဦးအခြားတော့မဟုတ်ပါဘူးဗျာဆရာတော်ကတပည့်ညူတာညံတော်ပင်မရှိတော့လဲညံတော်တည်နေမှုတဲ့ဓာတ်တော်တို့ဇေဒီတော်တို့ကိုပူဇော်ရင်ကောင်းကျိုးရမယ်ပြမရင်မကောင်းကျိုးဖြစ်မယ်လို့မိန်သွားပါတယ်ဗျာ။ ဒီလိုမိတ်ဆိုချက်ဟာချိန်ချောက်တဲ့သဘောလားတကယ်ဖြစ်နိုင်တဲ့သဘောလားဆိုတာကိုအများကတန်တရားရှိပါလိမ့်မယ်ဗျာဒါကြောင့်အများတန်တရားကင်းသွားအောင်ကျမ်းလာတာရကကိုထုတ်ပြနိုင်ရတော့ပူကောင်းပါပဲလို့တပည့်တော်ထင်မိပါတယ်ဗျာအင်းကျမ်းလာတာရကထုတ်ပြရမှာဆိုရင်တော့ပေတော်ဝိတုအထာဂရ196 190ခွန်မှာဒီလိုမိတ်ဆိုထားတဲ့ကွယ်မိန်တော်မူပါဗျာဘုရားရှင်ပြိဋိဘံဆံဝင်တော်မူပြီးတဲ့နောက်ပိုင်းရာဇဂျိုပြည့်ရှင်အစာတသက်မင်းကြီးဟာ မိမိတိုင်းပြည်အတွက်ဝေစုရတဲ့ဓာတ်တော်များကိုပင့်ယူပြီးတော့9နှစ်9လ9ရက်တို့ပတ်လုံးဓာတ်တော်ပူဇော်ပွဲကြီးကိုကျင်းပတဲ့အဲ့ဒီဓာတ်တော်များကိုကြီးညိုတဲ့စိတ်နဲ့ပူဇော်ကြလို့များစွာသောလူတွေဟာကွယ်လွန်တဲ့အခါမှာတော့လက်ပြီမှာဖြစ်ကြတဲ့ရှစ်1400များလောက်သောပုဂ္ဂိုလ်များကတော့သရတရားမရှိဓာတ်တော်များကိုပြင်မာကြတဲ့အတွက်ကွယ်လွန်တဲ့အခါမှာပြိတ္တာဖြစ်တယ်လို့ပြဆိုထားတဲ့ကွယ်ဒါကြောင့် တတ်တော်မွေးတော်ဇေဒီတော်ရုပ်ပွားတော်များကိုယုံကြည်တဲ့တရားတရားနဲ့ပူဇော်ရင် အကျိုးရှိတယ်။အမယုံကြည်လို့ပြင်မာရင်လည်းအကျိုးရုပ်တယ်လို့ဆိုခဲ့ခြင်းဖြစ်ပါတယ်။မှန်ပါဗျာ။ဒါတော့ဆိုရင်တော့ဒီပြဿနာကပြေတံလောက်ပါပြီဗျာ။သာဓုသာဓုသာဓုပါဗျာ။ကျေးဇူးပါခင်ဗျာ။ကျွန်တော်တို့ဒီနောက်ထပ်တစ်ပုဒ်မှာအခုလိုမျိုးဘာသာရေးဆိုင်ရာဘဟုတုတ္တရာလေးတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ 阿拉没雪人，前面叫了谁？